အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အဲဒီနေ့ share လေးလုပ်ပေးချင်တာက feature of kindness stitch ဆိုတဲ့ကောင်းစီအောက်က kindness တွေရဲ့အင်္ဂါရပ်တွေကိုကျွန်တော်အာ knowledge sharing လေးလုပ်ပေးချင်ပါတယ်အာကျွန်တော်ရဲ့ channel intro video အနေနဲ့ဖြစ်တဲ့ဒီ video ကိုကျွန်တော်အရင်ဆုံး intro အနေနဲ့ပေးသွားခြင်းလို့ပါနောက်ပိုင်းမှာတော့ကျွန်တော် forex crypto analysis တွေကျွန်တော်တို့ update လေးတွေပေါ့နော်ပတ်သက်တဲ့ update လေးတွေ analysis video လေးတွေကိုလည်းကျွန်တော် update အနေနဲ့ပေးသွားဖို့ရှိတယ်ထပ်ပြီးတော့ကျွန်တော်လုပ်ပေးဖို့ရှိတယ်ပေါ့နော် โอเคအဲ့ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကိုအာ like and subscribe follow လေးလောက်ရပေးဖို့တောင်းဆိုချင်ပါတယ်ခေစားလိုက်အောင် the future of candlestick ဆိုတော့ကျွန်တော် candlestick အကြောင်းလေးကိုကျွန်တော်မပြောခင်ကျွန်တော်အရင်ဆုံး candlestick တွေကိုဘယ်သူကတည်ဆွင်ခဲ့လဲ candlestick တွေကိုဘယ်သူကကျွန်တော်တို့မိတ်ဆက်ပေးခဲ့လဲပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့အာဗုဒ္ဓတအနေနဲ့ပြဖို့လို့လုပ်ရပေါ့နော်ဒါကျွန်တော်တို့အကြံဉာဏ်အပြည့်ကျွန်တော်လူရင်းသွေးရှင်ဖြောင်းကျွန်တော်အာပြောပြပေးမယ် ဒါဒီဗီဒီယိုကကျွန်တော်တို့အာဗီဂန်နာတွေအတွက်ဖြစ်တယ်เนาะကျွန်တော်တို့ဒါတိတ်တဲ့လူတွေလည်းတီးပြီးပုံပြီကျွန်တော်တို့ဗီဂန်နာတွေအတွက်ဒီဗီဒီယိုကအကျိုးရှိမှာဆိုရင်ကျွန်တော်အာကျင်းနေပါတယ် Okay let's go စလာအောင် The feature of kernel check ကိုမပြောခင်ကျွန်တော် kernel state တွေကိုဘယ်လိုဖြစ်လာလဲဘယ်လို blue တွေက teaching ခဲ့လဲဆိုရင်ကျွန်တော်တို့အာပထမဆုံးအနေနဲ့ကျွန်တော်တို့ mona hisa how much mona hisa how much ကအာသူ့ရဲ့ light span က1024 1803 သူကဂျပန်နိုင်ငံသားအာဆာဂတာမြို့မှာနေတယ်သူကအာဆန်ကုန်တဲ့ဒါထရိုက်တာတယောက်ပေါ့နော်ဆန်ထရိုက်တာတယောက်ဆန်ထရိုက်တာတယောက်အာဒါသူသူကဒီကန်ဒက်စတစ်တွေကိုပထမဆုံးကြည့်ချင်းလေတဲ့သူ 啊，不他妈从地震嘞，跟贵州那个几年嘞，跟那跟那时间切出来哦，不他妈从越南都地震来嘞，所以天下的时候我感觉，但得防震哦，哥，得注意门机，如果哦门机是啦，唐坤伢阿怎搞嘛？啊，都你大概的知道，知道对电脑对啦，进行的电脑估计嘛也会对啦，对啊，啊，拄个咯，跟那时间的去拍景旅游呀，喏。 ာโอเคနောက်တစ်ယောက်ကတော့ Steve Nielsen သူကအမေရိကန်နိုင်ငံသားအာ technical analyst လည်းဖြစ်တယ်အာတာ educator ဆိုတော့ကျွန်တော်ဆရာဆရာဆရာတယောက်လည်းဖြစ်တယ်ပေါ့နော်အာသူက Japan နဲ့အဲ Canada state တွေကိုဂျပန်နိုင်ငံမှာသွားပြီးတော့သူပညာတော်တင်ပြီးတော့အာဘယ်လိုပြောလဲလေ့လာပြီးတော့ landing လုပ်ပြီးတော့သူဒီဘက်ကိုသူမြောက်ပေးခဲ့တယ်ပေါ့ western ဘက်ကိုမြောက်ပေးခဲ့တယ် အာသူရေးတက်ခဲ့တဲ့စာအုပ်တွေကတော့ Japanese Candlestick Chatting Technique 1991အာ Candlestick 1994 The Candlestick Course ဆိုပြီးတော့2003ခုနှစ်မှာသူစာအုပ်တောင်းကိုရေးခဲ့တယ်ဒါတွေကကျွန်တော်ပုံမှန်ရောက်ရရှာသူက candlestick.com ရဲ့ founder လည်းပဲဖြစ်ပေါ့နော်အာသူကဒီ Candlestick တွေအနောက်ပိုင်းဖတ်ခင်ပေါ့သူကသူဘာဖြစ်လို့သူလာဒီဘက်မ share sharing လည်းမလုပ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီ Candlestick Channel ကျွန်တော်တို့အခုလို trail လောက်ရမှာလို့ပါလို့ဆိုတာပတိကြပါလေ โอเคကျွန်တော်တို့ကိုကနက်စတက်တွေကိုဘယ်လိုတွေတည်ထောင်ခဲ့လဲဘယ်လိုတွေနောက်ပိုင်းမဆက်ခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ပါပြီဆိုတော့ကျွန်တော်တဖြည်းဖြည်းကနက်စစ်ချက်ကနက်စစ်တွေရဲ့အင်္ဂါရတွေကိုကျွန်တော်စပြီးပြောပြတော့โอเคကျွန်တော်စပြီးပြောရအောင်အာကနက်စစ်တွေမှာအတက်ကန်နဲ့အကြကန်နှစ်မျိုးပဲရှိတယ်အတက်ကန်နဲ့အကြကန်နဲ့ရှိမယ်အတက်ကန်ကိုကျွန်တော်အခုဆိုရင်ကျွန်တော်အနီရောင်နဲ့အစမ်းရောင်ကိုတည့်ပြီးတော့ကျွန်တော်ပြောမယ်ကနက်အရောင်နဲ့အကြရတောင်းလို့ရတယ်ကိုစိတ်တန်ရကိုတောင်းကြိုက်တယ်လို့တောင်းလို့ရတယ်အာ ကျွန်တော်အစိုင်းနဲ့အနီကိုပဲတည်ပြီးတော့ကျွန်တော်ပြောမယ်အစိုင်းနဲ့အနီအာအတက်ကန်နဲ့အကြက်ကန်နဲ့ဆိုပြီးနှစ်မျိုးရှိအဲ့ဒီကန်နဲ့တစ်ချောင်းကဘယ်လိုဖြစ်လာလဲကန်နဲ့တစ်ချောင်းကဘယ်လိုဖြစ်တည်လဲဘယ်လိုဖြစ်လာလဲဆိုတော့ကန်နဲ့တစ်ချောင်းမှာဆိုရင်ဘာတွေရှိလဲကန်နဲ့တစ်ချောင်းမှာဆိုရင်ကျွန်တော် spike ပေါ် spike out spike ရှိမယ်ဒီကပေါ် spike out spike ရှိမယ် spike လို့လည်းခေါ်တယ် body လို့လည်းခေါ်တယ်ဒီအချောင်းလေးပေါ့ဒီအတန်လေးကိုပြောတာပေါ့ဒီအချောင်းလေးပေါ့ဒီအပေါ်ကကန်တယ်ဆိုမြင်မှုမှာပေါ့အချောင်းကရှည်တာလည်းရှိမယ်တူတာလည်းရှိမယ် something ပေါ့ပါမျိုးမျိုးရှိတယ်အဲဒီရှည်တာလည်းရှိတယ်တူတာလည်းရှိတာကိုကျွန်တော် spike လို့ခေါ်တယ်တချို့က weak လို့လည်းခေါ်တယ်တချို့ကတော့ shadow လို့လည်းခေါ်တယ်ကြာရခေါ်မျိုးစုံခေါ်လေးကကျွန်တော် spike နဲ့တည့်ပြောမယ် okay spike နဲ့ကျွန်တော်တည့်ပြောမယ် okay ကန်တဲ့တချောင်းကဘယ်လိုလဲကန်တဲ့တချောင်းကသူ့အာဘယ်လိုပြော time frame အလိုက်ကန်တဲ့တွေကမျိုးမျိုးရှိတယ် h4 ဆိုရင် H4 လို့ရေး H4 ဆိုရင်ကျွန်တော်တို့၄နိုင်ကန်တယ် H1 ကတနိုင်ကန်တယ် D1 ကဒေနိုင်ကန်တယ်အဲ့လိုပေါ့တရက်ဆိုရင်တနိုင်ပြောင်းမယ်တနိုင်ဆိုတနိုင်ပြောင်းမယ်၄နိုင်ဆိုတနိုင်ပြောင်းမယ်အဲ့လိုပုံစံမျိုးရှိကျွန်တော် Day1 နဲ့ကျွန်တော် Day1 ကန်တယ်နဲ့ကျွန်တော်တည်ပြောင်းမယ် Okay အဲ့မှာကြွားပါတာကကျွန်တော်တို့ Foreign နဲ့ Crypto Foreign က24နိုင်ကြီးအဲ ngày ရက်24/5ပေါ့ကျွန်တော်တို့ Crypto က24/7 24နိုင်ကြီး9ရက်လုံးအာ market က Crypto market ကအလုပ်လုပ်လို့ပေါ့ ဲ့ဒီမှာ crypto market ကကျွန်တော်ဒီမှာအခါလေးပြောပါမယ် crypto market ကအာကျွန်တော် daily candle ပဲအတည်းပဲပြောမယ်နော် daily candle ကကျွန်တော်တို့ crypto market ဆိုရင်ဟို1 hour 4 hour လောက်ရှင်းနေပြအာတနေ့ဆိုတတိုင်းပြောင်းနေလိုက်မယ်အဲအဲ့မှာ daily candle မှာအကြမ်းနဲ့အမှကွာလိုက် daily candle မှာရတော့ကျွန်တော်တို့ဒီကမနေ့ကျွန်တော် round about ကျွန်တော်ထင်တယ်6နိုင်ခွဲ9နိုင်အဲမြန်မာစံတော်ချိန်နဲ့ပေါ့နော်အာ round about 6နိုင်ခွဲ9နိုင်လောက်မှာကျွန်တော်တို့ကန်တယ်ဖွင့်မယ်ပိုက်တယ်ပေါ့ဖွင့်တယ်ပိုက်တယ် အဲ့လိုရှိတယ် forum မှာကကျွန်တော်တို့အာ24 5ကျွန်တော်25နိုင်ငံ5ရက်ဆိုတော့အာမနက်3နိုင်ပြန်မှာကန်နေခွဲပိုက်ဖြစ်အဲ့ဒါတွေကိုကျွန်တော်ပြောပြတာโอเคကျွန်တော်တို့ကန်နေတချောင်းစားပြီဆိုတော့ကျွန်တော်တို့ bullet ကန်နေအစားပြောမယ် bullet ကန်နေโอเค bullet ကန်နေကျွန်တော်စားပြော bullet ကန်နေကအတက်ကန်နေကိုဆိုလိုတာโอเคကျွန်တော်တို့အကြကန်နေကိုဘယ်လိုကန်နေ โอเคကျွန်တော်ဘယ်လက်ကန်နယ်လို့ခေါ်တယ်အကြကန်နယ်ကိုအတက်ကန်နယ်ကိုဘူလက်ကန်နယ်လို့ခေါ်တယ်โอเคအာဒီလက်ကန်နယ်ဆိုတော့ဒီလက်ကန်နယ်စမယ်ဒီလက်ကန်နယ်စမယ်ဆိုရင်ကျွန်တော်တို့ open ဒီကနေ open ကနေကန်နယ်ဒီနေ့အစမှာပေါ့ကန်နယ်ချောင်းဖွေးပြီဖွေးပြီပြီးတော့ဈေးရကြလာမယ်အနိုင်တနေရရောက်မယ်ပြန်တက်သွားမယ်အမြင့်တနေရပဲရောက်တယ်ပြီးရင် close ပိုက်သွားတယ်ကန်နယ်တချောင်းပြီးသွားလိမ့် open နဲ့ close ကိုအယောင်ချေလိုက်တယ်အတက်ကန်နယ်ဖြစ်တဲ့အတွက်ကြောင့်အစမ်းရောက်ဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ဘူလေးကန်နယ်လို့ခေါ်တယ် အဲ့ဒီ open နဲ့ close body မချေတဲ့အပိုင်းတွေကတော့ကျွန်တော် spike အနေနဲ့ကျင်ခဲ့တာပေါ့ spike video လောက်ကခေါ် share လို့ပဲခေါ်ကြက်တန်းလည်းခေါ်ရတယ်ကျွန်တော် spike နဲ့တိတ်ပြောတယ်တော့ကြောက် spike အဲ့လိုအချောင်းလေးနဲ့အချွန်းလေးပေါ့အချွန်းလေးနဲ့ကျင်ခဲ့တယ်အဲ့ဒီအချွန်းလေးကို spike လို့ခေါ်တယ်အယောင်ချေတာအယောင်ချေလိုက်တာက open နဲ့ close ကြားအချောင်းချေလိုက်တာက body လို့ခေါ်တာ okay ကျွန်တော် bullet ကန်တယ် bullet ကန်တယ်ဘယ်လိုဖြစ်လဲ same same တူတူပဲကျွန်တော်တို့ငါးလေး open တယ် ဈေးကပေါ်တက်သွားတယ်တနေရာကိုပြီးတော့အောက်ကိုထိုးဆင်းသွားပြီးတော့အပေါ်လားလေးမှာသူက close လိုက်အဲ့ဒီ close နဲ့ open ကိုရောင်းချဲလိုက်တယ်အနည်းရောင်းဖြစ်သွားတယ် body ကျန်တဲ့ကောင်လေးက spike ချုံးလေးတွေဖြစ်သွားတယ် body နဲ့ spike အပြင်ပြင်ပါတာဟာလားတော့ကျွန်တော်တို့ body နဲ့ spike အပြင်ကဟာလေကျွန်တော်တို့က spike နဲ့ကျန်ခဲ့တယ်အချောင်းလေးတွေကော spike အဲ့ဒီလိုနဲ့ canister တွေက canister တွေကအဲ့လိုလို့လို့တယ်အရင်ရွေးရှင်းရနော်ဒီပုံစံတိုင်းမှာအကုန်လုံး canister တွေကအဲ့လိုလို့တယ်ကျွန်တော် ကန်နဲ့တချောင်းကိုပါကျွန်တော်ထည့်ပြီးကျွန်တော်ပြောမယ်ကျွန်တော်ချက်မှနည်းနည်းတော့ကြည့်အောင်ကျွန်တော်ပြချင်တာဒီကန်နဲ့ Okay ကျွန်တော်အနီးကဆွဲပြီးကြည့်အောင် Okay ကျွန်တော်ပြချင်တာဒီကန်နဲ့ဒီကန်နဲ့ဘယ်လိုဖြစ်လဲ Okay ဒီကန်နဲ့ကကျွန်တော်တို့ဒီမှာဒီအရင်းရမှာပိတ်လိုက်တဲ့နေရာကနေသူပြန်ဆားရတယ် open အောက်ဆင်း something အောက်လည်းဆင်းတယ်အပေါ်လည်းဆင်းတယ်ဒီကောင်အောက်ဆင်းပါတခုခုပါဗျအောက်ဆင်းပါဆိုပါတော့အောက်ဆင်းပါတယ်ပြီးတော့အပေါ်ထိုးတက်ပါတယ်ထိုးတက်ပြီးတော့သူအဲ့ဒီနေရာမှာသူပြန်ပိတ်လိုက်တယ်အော်အဲ့ဒီမျိုးအပေါင်းလက်ခဏာလေးဖြစ်ပါတယ် ဘောကောစမ်းပြမှာအပေါင်းလက္ခဏာလေးပုံစံပေါ့အပေါင်းလက္ခဏာလေးပုံစံဖြစ်ပါတယ်သူကအစိုင်းလည်းမဟုတ်ဘူးအညီလည်းမဟုတ်ဘူးအဲ့နေရာမှာပြင်ဖို့ပြင်တော့တယ်အဲ့ဒီအစိုင်းလည်းမဟုတ်ဘူးကျွန်တော်ကန်တယ်ကအတက်တယ်မဟုတ်ဘူးအကြကန်တယ်လည်းမဟုတ်ဘူးအဲ့လိုကန်တယ်ကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့ D O J I တို့ကြီးလို့ခေါ်တယ်တို့ကြီးဒါကတော့ကျွန်တော်တို့အာရောင်းရလူရတယ်ရောင်းတာကဝဲတာလားမသိကြဘူး English 6ဆိုတော့ကန်တယ်ကန်တယ် အဲ beginner တွေတော့ကျွန်တော်ပြောပြတာဖြစ်တယ်ကျွန်တော်ဗီဒီယိုကအဲဒါတော့ပါပဲကျွန်တော်နောက်ဗီဒီယိုတွေမှာတော့ကျွန်တော်အဲအားထည့်ပြီးတော့ဒီထက်ပိုကြိုးစားပြီးတော့ကျွန်တော်အဲ knowledge တွေလေး share လေးလုပ်နိုင်ဖို့ကြိုးစားနေပါတယ် Okay ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ကြောင့်ကျွန်တော်ရဲ့ channel ကို like subscribe follow တွေလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဲနောက်ဗီဒီယိုမှာဒီထက်ကောင်းအောင်ကျွန်တော်ကြိုးစားပါမယ်အားလုံးစိတ်ချနိုင်ကိုကျေးဇူးအများကြီးပေးတော့ပါခင်ဗျာ